မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရအူးစေယုံကိုတိုက်ခိုက်မှုသည်လူသားမျိုးတွေအပေါ်တိုက်ခိုက်မှုဖြစ်ကြောင်း WHO ပြောရည်ဆွေးသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျန်းမာရေးဆောင်ရှားမှုပေးနေသောရခိုင်ပြည်ရအူးပြည်သူစေယုံကိုအာနာသိန်းစစ်ကောင်စီမှလေကြောင်းပုံးတဲတိုက်ခိုက်မှုသည်လူသားမျိုးတွေအပေါ်တိုက်ခိုက်မှုဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲကပြောပါတယ် ညဦးဖြစ်သူစိတ်ယုံကြည်ကုန်စစ်ကောင်စီမှလေကြောင်းဖုံးကျဲတိုက်ခိုက်ခြင်းနဲ့ပတ်သက်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom ကက်တပရီရေးဆက်မှာ H လူမှုကွန်ရက်တွင်ရမန်ဒီကရေးသားပြောဆိုထားခြင်းဖြစ်ပါတယ်။ကျမ်းမာရေးဆောင်ရှားမှုအပေါ်တိုက်ခိုက်မှုတိုင်းဟာလူသားမျိုးနွယ်အပေါ်တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ကျမ်းမာရေးဌာနတွင်လူနာတွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုအချိန်တိုင်းကောက်ွယ်ပေးရပါမယ်။ကျမ်းမာရေးဆောင်ရှားမှုအပေါ်တိုက်ခိုက်မှုတွေကိုရပ်တန့်ပေးပါဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကဆိုပါတယ်။ ဒီဇင်ဘာလ10ရက်နေ့ညကစစ်ကောင်စီလေကြောင်းဖုံးကျဲတိုက်ခိုက်မှုကြောင့်မြောက်ဦးပြည်သူစေယုံကြီးအာလုံးနီပါလုံမှပြက်စီသွားပြီးလူနာနှင့်ကျန်းမာရေးဝန်ထမ်းတေဆုံးသူစုစုပေါင်း34ဦးနဲ့ဒဏ်ရာရရှိသူ85ဦးရှိခဲ့ပါတယ်။မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ဦးစေယုံကိုတိုက်ခိုက်မှုကြောင့်ထိတ်လန့်တုန်လုံးမိပါတယ်ဟု WHO အကြီးအကဲကပြောပါတယ်။မြောက်ဦးပြည်သူစေယုံသည်ဒေတာရင်းရှိအဓိကကျန်းမာရေးစောင့်ရှောက်မှုစင်တာဖြစ်ပြီးကျန်းမာရေးနှင့်အရေးပေါ်ဝန်ဆောင်မှုများမိဖွားစောင့်ရှောက်မှုနှင့်ခွဲစိတ်ကူတာမှုများကိုဈေးကူတာပေးနေခြင်းဖြစ်ပါသည် ကြီးတိုက်ခိုက်မှုဟာလူမှုအတိုင်းအဝိုင်းတစ်ခုလုံးအတွက်ကျန်းမာရေးစောင့်ရှောက်မှုကိုရယူနိုင်ဖို့အနောက်အရှက်ဖြစ်စေပါတယ်။ဒီတိုက်ခိုက်မှုဟာကျန်းမာရေးဆိုင်ရာအဆအုပ်တွေကို68ချိန်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ်ဟုပြောပါတယ်။အပြစ်မဲ့ရက်သားပြည်သူများစေကူတနေရကျန်းမာရေးအဆအုပ်ကိုစေကောင်စီမှလေကြောင်းဖုံးကျဲတိုက်ခိုက်ခြင်းသည်ကမ္ဘာစစ်ရာဇဝတ်မှုဖြစ်ပြီးနိုင်ငံတကာနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများမှအရေးယူဆောင်ရွက်ပေးရန်အေအေအပါအဝင်ရခိုင်ပြည်သူများကတောင်းဆိုနေကြပါတယ်။ ဆက်လက်ပြီးစစ်ကောင်းဆောင်များကိုအေးမယူကျင်းသည့်ထမှန်တက်ဖြတ်ရန်ခွင့်ပြုနေခြင်းဟုဒေါ်အောင်ဆန်းစုကြည်ဤတားငယ်ဆိုတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်ကောင်းဆောင်များကိုအေးယူမှုမရှိကျင်းသည့်ထမှန်တက်ဖြတ်ရန်ခွင့်ပြုနေခြင်းဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ဤတားငယ်ကင်အရစ်ခကိုထိန်လင်ကနိုင်ငံတကာသို့ပြောကြားလိုက်ပါတယ်။ရခိုင်ပြည်နယ်မြောက်ဦးမြို့စေယုံကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကင်အရစ်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် တိတ်ဆိတ်ငြိမ်သက်ခြင်းဟာဗမ်းမလိုက်မှုမဟုတ်ပါဘူးတိတ်ဆိတ်ခြင်းဟာလူသက်သမားများကိုကောက်ွယ်ပေးနေခြင်းပဲဖြစ်ပါတယ်ဟုလက်ကောင်ကဆိုပါတယ်ကဘာကြီးအနေနဲ့ယခုကဲ့သို့ရက်ဆက်ချမ်းချုံမှုကိုရှုံချပြီးချက်ချင်းအေးအေးယူဆောင်ရွက်ရမည်ဟုလည်းဆိုပါတယ်အပီပီဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်သောဒီဇင်ဘာ10ရက် ည9:00နာရီကျော်တွင်ညဦးမြို့ပြည်သူ့စေယုံကြီးကို Jet Fighter တစ်စင်းဖြင့်ပေါင်900ပုံနှလုံးချေချခဲ့ရာစေယုံတစ်ခုလုံးဒီပါပျက်စီးခဲ့ပြီးစေကူးသားမှုခံယူနေသောပြည်သူ33ဦးပွဲချင်းပြီးတိတ်ဆုံးက86ဦးဒဏ်ရာရရှိခဲ့ကြောင်းရခိုင်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ကြပါရယ်လူခွင့်ရေးနေ့မှာစေယုံကိုပြစ်မှတ်တိတိကျကျဖုံးကျဲနိုင်စွမ်းရှိတဲ့ Jet Fighter နဲ့တိုက်ခိုက်တာဟာဘေကဘာကူမှလူမထင်ဘူးဆိုတဲ့မင်းအောင်လိုက်ရဲ့စိန်ခေါ်ချက်ပါပဲ။ မြန်မာပြည်သူတွေကိုငါတို့တက်ချင်တယ်လို့တက်ခွင့်ရှိတယ်လို့မေအောင်လိုင်းခံယူထားပုံလည်းရပါတယ်ဟုမုံရွာအခြေစိုက်တက်ချွတ်လှူရှားသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။မြောက်ဦးစေးရုံကိုဖုံးကျဲချက်သည့်စစ်ကောင်းဆောင်တို့၏ရည်ရွယ်ချက်ရှိရှိတက်ဖြတ်မှုဖြစ်ပြီးရခိုင်ပြည်နယ်ကမိသားစုများအတွက်အထူးဝမ်းနဲ့ကြေကွဲမိကြောင်း Ken Eric ကဆိုပါတယ်။ဒါဟာပြစ်မှတ်ထားတိုက်ခိုက်မှုတွက်ချက်ထားတဲ့တိုက်ခိုက်မှုတစ်ခုပါ။စစ်ရာဇဝတ်မှုစစ်တစ်ခုပါပဲဟု၎င်းကစက်ပြောပါတယ်။ မြန်မာစစ်ကောင်ဆောင်တို့သည်စေယုံကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခြင်းဖြင့်ရက်ဆက်ကြမ်းကြုတ်သောအကြမ်းဖက်လုပ်ရပ်ကိုကျူးလွန်ခဲ့ကြောင်းလဲ Kim Eric ကပြောပါရယ်။ဆက်လက်ပြီးလွှတ်တော်ကိုထိုင်းဝန်ကြီးချုပ်ဖြတ်သိမ်းနှစ်လအတွင်းရွှေခောက်ပွဲတွေကျင်းပဖို့ရှိနေတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရာကူရာဟာထိုင်းလွှတ်တော်ကိုဖြတ်သိမ်းစေဖို့ဆုံးဖြတ်လိုက်ပါရယ်။လွှတ်တော်တွင်မှာ အင်းအားနဲ့အစုအဖွဲ့အဖြစ်သာရှိနေတဲ့ပါတီတခုကဥဆောင်နေတဲ့သူအစိုးရဟာသုံးလကြအုပ်ချုပ်ရေးတာဝန်ယူပြီးတဲ့နောက်ကဏ္ဍအများပြားမှရုန်းကန်နေရတဲ့အတွက်လွှတ်တော်ကိုဖျက်သိမ်းလို့ကြောင်းထိုင်းပြည်စီအမှုတင်ကခွင့်တောင်းခဲ့ပါတယ်။ဒီဇင်ဘာ10ရက်နေ့မနက်မှာတော့လွှတ်တော်ကိုဖျက်သိမ်းဖို့တော်ဝင်အမိန့်ရောက်ရှိလာခဲ့ပါတယ်။လွှတ်တော်ဖျက်သိမ်းပြီးတဲ့နောက်45ရက်ကနေရပ်ပေါင်း60အတွင်းထိုင်းမှာရွေးကောက်ပွဲအသစ်တွေကျင်းပစီမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့နိုင်ငံရဲ့လိုအပ်ချက်တွေကိုထိတိယောက်ယောက်ဖြည့်ဆည်းကင်တွေဖို့အကန့်အသတ်တွေရှိနေတဲ့အခါအသင့်တော်ဆုံးဖြည့်ရှင်းမှုကတော့လွှတ်တော်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းဒါဟာပြည်သူအာဏာကိုပြည်သူတွေစီပြန်လည်အနှင်းလိုက်တဲ့အထိပယ်ဖြစ်ကြောင်းအမှုတင်ကဆိုပါတယ်စီးပွားရေးလုပ်ငန်းရှင်တအုပ်ဖြစ်တဲ့အမှုတင်ဟာထိုင်းမှာတော့နှစ်နှစ်ကျော်အတွင်းတတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်စက်တင်ဘာလကဝန်ကြီးချုပ်ဖြစ်လာတဲ့အမှုတင်က ဇန်နဝါရီလကွန်ပိုင်းကျရင်လွှတ်တော်ဖြတ်သိမ်းဖို့ရည်ရွယ်ထားကြောင်းအရင်ကတည်းကပြောဆိုထားပါတယ်။ဒါပေမဲ့လွှတ်တော်ထဲမှာထိုက်ခန့်အင်အားစုတွေကသူ့ရဲ့အစိုးရအပေါ်အယုံကြည်မရှိအစိုးတင်သွင်းဖို့ထိစီစဉ်လာတဲ့နောက်အမှုတင်ကရွေးကောက်ပွဲကိုအချိန်စောကျင်းပစေဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားနေဆက်စည်ပြည်ပခါတွေတကြောပြန်အချိန်မြင့်တက်လာနေချိန်မှာအမှုတင်ကထိုင်းလွှတ်တော်ကိုဖျက်သိမ်းစေခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ9ရက်နေ့ကစတင်လာတဲ့တိုက်ခိုက်မှုတွေကြောင့်နှစ်နိုင်ငံပေါင်းလူ20ကျော်သေဆုံးခဲ့တယ်လို့သိနေချီပြီးနေရက်ဆုံးခွာထွက်ပြေးနေရပါတယ်။သူ့ရဲ့အစိုးရဟာပြည်သူ့ရဲရန်စီမံအုပ်ချုပ်မှုတွေမှာအရေးတကြီးလိုအပ်နေတဲ့ကိစ္စအလုံးကိုအစောတလင်တုံ့ပြန်ပြီးကင်တွယ်ခဲ့ကြောင်းဒါပေမဲ့နိုင်ငံတစ်ခုကိုထိတိယောက်ယောက်စီမံခန့်ခွဲအုပ်ချုပ်တဲ့အခါတည်ငြိမ်မှုလဲလိုအပ်ကြောင်းအမှုတင်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။အခုတော့လွတ်တော်ဖြတ်သိမ်းမှုသူ့ရဲ့ပန်ချောင်းမှုကိုထိုင်းပြည်မဟာဗကြီးယာလောင်ကွန်းကလည်း ထောက်ခံခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။လွှတ်တော်တွင်အမှတ်နေရာခွဲတန်းအများစုရထားတာမဟုတ်တဲ့သူ့ရဲ့ပါတီကဦးဆောင်တဲ့အစိုးရဟာပြည်ရင်းနိုင်ငံရေးကိစ္စတွေမှာအခက်အခဲတွေအများကြီးရှိခဲ့ကြောင်းအကျိုးဆက်အနေနဲ့ပြည်သူ့လုပ်ငန်းတာဝန်တွေကိုဆင်ဆက်မပြတ်အာသွန်ခွန်ဆိုင်ထိထိရောက်ရောက်တည်တည်ငြိမ်ငြိမ်မထမ်းဆောင်နိုင်ခဲ့ကြောင်းလည်းအမှုတင်ကဖွင့်ဟထားပါတယ်။အရင်တုန်းကအမှုတင်ရဲ့ဦးဆောင်မှုကိုထောက်ခံပေးထားပြီးလွှတ်တော်မှာမဲရီအတွက်အများဆုံးရရှိထားတဲ့ပြည်ပြင်ပြောင်းလဲရေးဝါဒီပြည်သူ့ပါတီ PP ကအစိုးရကိုဆက်ပြီး မထောက်ခံတော့ဖို့ဆုံးဖြတ်လိုက်တဲ့အခါအနုတင်ဟာလွတ်တော်ကိုစောစောဖြတ်သိမ်းဖို့ရွေးချယ်လိုက်ရတာဖြစ်ပါတယ်။အနုတင်ရဲ့ဝမ်ချိုင်တိုင်းပါတီဟာကွန်ဆာဗေးတစ်နိုင်ငံရေးအမြင်မျိုးကိုဆွဲကိုက်ပြီးသဘောတရားရေးရာအရာ PP နဲ့လုံဝအုပ်တုံစန့်ကျင်ဘက်ဖြစ်နေပေမဲ့လေအနုတင်ရဲ့ဝင်ကြီးချုပ်နေရာအတွက်အာထုံမှုအထမ်းမြောက်စေဖို့အစောပိုင်းမှာ PP ကပူးပေါင်းခဲ့တာဖြစ်ပါတယ်။ PP ကအနုတင်ရဲ့အစိုးရဟာပါတီနှစ်ခုကြားအပြန်လန်ထားရှိတဲ့ခရီးတွေကိုလေးစားလိုက်နာဖို့ပြက်ကွက်ခဲ့ကြောင်းနဲ့တိုင်းမှာရှိတဲ့ online ငွေလိမ်ကိုင်း ကြားဖြန့်တွေကိုထိထိရောက်ရောက်နှိမ်နင်းနိုင်စွာမရှိခဲ့ကြောင်းဆွဆွဲပါရယ်အဲ့ဒီနောက်ဒီဇင်ဘာ12ရက်နေ့မှာအမှုတင်ကိုအယုံကြည်မရှိအဆိုတင်သွင်းဖို့ပါပြင်ဆင်လာတဲ့အတွက်ဝင်းကြီးချုပ်ကလွှတ်တော်ကိုဖျက်သိမ်းဖို့ဘရင်စီကနေခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတောင်ငူလေးတဲ့စခန်းတိုက်ခိုက်ခံရပြီးနောက်စစ်တောင်းကြီးအရှိတ်ကန်တရှောင်းစစ်တပ်စစ်တောင်းများထိုးနေတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပဲခူးတိုင်းတောင်ကူးမြို့နယ်မှာ၄၀စက္ကန့်တိုက်ခိုက်ခံထားရတဲ့စစ်အုပ်စုကစစ်ကြောင်းတွေအလုံးကြီးနဲ့ထိုးနေပြီးတော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေရှိနေကြောင်းဝရစိန်တပ်ဖွဲ့သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းကလှုပ်ဆောင်ခဲ့တဲ့ဝရစိန်တပ်ဖွဲ့ရဲ့ Operation တန်နာပို့အပြီးအထင်အားထားတဲ့အကြမ်းဖက်စစ်တပ်ကစစ်တောင်းမြစ်အရှိတ်ကန်တရှောင်းအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာနေတယ်လို့သိရပါတယ်။စစ်တောင်းမြစ်အနောက်ဘက်ကန်ကတက်လာတဲ့စစ်တပ်အင်အားတွေအပြင် မြေအရှိတ်ဘက်ကံပရဲနှစ်ကဘာနီရွာဖြူစော်တီကူပေါင်းအင်အားတွေပေါင်းပြီးစစ်ကြောင်းထိုးလာရမှာဒီဇင်ဘာ9ရက်နေ့မနက်ပိုင်းကစလို့ထိထွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။လေတဆက်ခန်းကိုကျွန်တော်တို့တိုက်ခိုက်ပြီးကြတဲ့ကကျွန်တော်တို့လည်းခင်းတွေချပြီးစောင့်ကြည့်တယ်။တကယ်တမ်းထိုးလာတာက9ရက်နေ့မနက်2နာရီလောက်ပါ။ထိတွေ့မှုကတော့တစ်ချက်တစ်ချက်ပြင်းထန်နေမြေနေရအနေထားကဆုတ်လို့ခွာလို့ကောင်းတော့သူချောင်းကိုချောင်းပေါ့။သူဥယျင်သူပြေကိုဥယျင်ကိုပြေပေါ့။ကျွန်တော်တို့လည်းတက်တွေကို အလုတ်ပဲထားနေရတယ်လို့ဝရစိန်တပ်ဖွဲ့သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။တောင်ကူမြို့နယ်ကိတုပတိလေတပ်စခန်းကိုဝရစိန်တပ်ဖွဲ့က Operation Thunder ဖို့စစ်စင်ရေးအဖြစ်အစင်းမြင် FPV drone လေးစင်းနဲ့တိုက်ခိုက်ခဲ့ရမှာရာသီဥတုအခြေအနေကြောင့်နှစ်စင်းပြတ်ကျခဲ့ပြီးမြန်တဲ့နှစ်စင်းဟာလေကြောင်းထိမ့်သိမ်းရေးမျှော်စဉ်လေရင်အတက်အစင်းထိမ့်ထုတ်ရနှင်းဂျမာရီထားရှိရာနေရာတွေကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဒီနောက်ပိုင်းမှာတော့စစ်အုပ်စုဟာစစ်တောင်းမြေအနောက်ဘက်နဲ့အရှေ့ဘက်က ရေဒါရှီနဲ့တောင်ငူမြို့နယ်ကတော်လန်ရေးတပ်တွေထိန်းချုပ်ထားနိုင်တဲ့နေရာတွေကိုစစ်ကြောင်းတွေခွဲထိုးနေတာဖြစ်ပါတယ်။အခုထိစစ်ရေးတင်းမာနေပါတယ်။နှစ်ဖက်လုံးအလုပ်ပါ။ကျွန်တော်တို့ကသူတို့နဲ့ခရင်လက်နက်အင်အားမနိုင်လို့ကိုရီးယားစနစ်ကျတဲ့အစီအစဉ်တွေရောက်မှတိုက်နိုင်တာကတော့အခက်အခဲပါလို့ဝရစိန်တပ်ဖွဲ့သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။အလားတူဒီဇင်ဘာလ9ရက်နေ့ ညပိုင်းကလည်းကီတိုမဒီလေးတက်ဝင်းတဲ့ကို February for မြန်မာ VWN နဲ့မဟာမိတ်တွေက108မမရှော့တိုက်တုံးတွေနဲ့တွားရောက်ဖြစ်ခတ်တိုက်ခိုက်ရမှာဘုံသီးတွေထားတဲ့ခိုးတောင်ပောက်ကွဲပြီးစေအိုစုဘက်မှထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါသေးတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။